ပိလနတ္ထအနှိမ့်ဆက်ခံရသောအဖြစ်ဟိုတမျိုးတည်းကြီးပြောင်းလဲသွားအောင်ပဲအဲ့ဒီကြတော့လည်းပဲဆင်းရဲတယ်ဟောပိလနာသင်္ခတာတန္တာပဝိပရိနာမဒုက္ခသစ္စာရဲ့အနှစ်ဘနှစ်ချက်တော့လေးချက်အဲ့တော့ဦးဇင်းတို့ဘေးသက်ပေါင်းတော်ကောင်းတို့ဆက်ပြီးတော့ပြောကျင်တာကသစ္စာ၄ပါးထဲမှာဒုက္ခသစ္စာသည်ဘာလို့ရမယ်သစ္စာတိရမယ်သစ္စာပရိညေယ ပိုင်းခြားပြီးတော့သိရမယ်သစ္စာဒါဟာဆင်းရဲတဲ့တရားတွေလို့မှန်မှန်ကန်ကန်သိရမယ်အမှန်တရားသူ့ကိုဒါတိုက်ပယ်လို့မရအဲ့ဒါပယ်ရမယ်သစ္စာကဒုတိယပိုင်းမှာဆက်ပြီးတော့ပြောမှာ ဟုတ်လားခုဒီသစ္စာကဘာလို့ရမယ်သစ္စာသိရမယ်သစ္စာအဲ့ဒါဦးဇင်းတို့ကြိုးပြီးတော့ပြောလိုက်ခြင်းတယ်ဒီသစ္စာ၄ပါးထဲမှာဒီဒုက္ခသစ္စာကိုသိဖို့ရသည်အရေးကြီးဆုံးဟုတ်လားဒုက္ခသစ္စာကိုသိဖို့ဒီဘာကြောင့်အရေးကြီးဆုံးလဲလို့မေးလို့ရှိရင် ဒုက္ခသစ္စာကိုသိရင်သိသလောက်ဒုက္ခသစ္စာရဲ့အပေါ်မှာတွေ့တာတဲ့သဘောမမောတဲ့သဘောအထင်မှားတဲ့သဘောတွေဟာပပျောက်သွားတယ်ဆိုလိုတာကသမှုရိယသစ္စာကိုပယ်တဲ့ကိစ္စဟာအလုလုဖြစ်တယ်သဘောပေါက်ရလားနော်ဒုက္ခသစ္စာဒီခန္ဓာဟာဆင်းရဲတယ်လို့သိရင်သိသလောက်ဆင်းရဲတဲ့တရားဆိုရင်တော့ဟောမမောတဲ့စိတ်ဟာအလုလုလျှော့ရမလို့တော်တူလျော့တယ်တကုတ်မှာလောဘလျော့မလျော့ဆိုတာ ဒီတရားတွေရဲ့ပေါ်မှာမှမှန်ကန်ကန်ဘလောက်သိတယ်လဲမသိဘူးလဲဆိုတာပေါ်မှာမူတည်တာလောဘမကောင်းဘူးလို့လူတိုင်းသိတာလူတိုင်းကြားဖို့တာဒါပေမဲ့လောဘတွေကလည်းကြီးနေတယ်ကဲအဲ့မှာလူကြီးနေတာဆိုတော့ဒါတွေတကယ်မကောင်းဘူးလို့သူတကယ်မသိလို့တော့လောဘနည်းတယ်မနည်းဘူးဆိုတာကဒါဟာစင်းရဲတယ်လို့သိတယ်မသိဘူးဆိုတာပေါ်မှာမူတည်တာ ုတ်လားဒါကြောင့်ပိသက်ပေါင်းသူတော်တို့လောဘကိုလျှော့ပြီးဆိုရင်လည်းပဲသူ့ကိုဓာတ်လိုက်သွန်းလျှော့လို့မရဒီဒုက္ခသစ္စာကိုတိအောင်စူးစမ်းသောအဖြစ်လောဘကိုလျှော့ရမှာဒုက္ခကိုပယ်ခြင်းပြီးဆိုရင်လည်းပဲဒုက္ခကိုဓာတ်လိုက်ပယ်လို့မရဘူးဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ခုနကတုန်းကသမှုတရားသစ္စာလောဘကိုလျှော့နေစေသောအဖြစ်နဲ့အကျိုးတရားဖြစ်တဲ့ဒုက္ခကိုလျှော့ချနိုင်ပါအကြောင်းအကျိုးသဘောတည်းနော် ဒုက္ခကိုတိမှလည်းပဲတမှုရိယကနည်းမယ်တမှုရိယနည်းအောင်လျှော့နိုင်မှလည်းပဲအကျိုးတရားဖြစ်တဲ့ဒုက္ခကလျော့သွားမယ်ဒါပေမဲ့ကိုတကယ်လက်တွေ့လို့ရမှာကဘာလို့လို့ရမှာတော့ဆိုတော့ဒုက္ခကိုတိတဲ့အလုပ်ကို လုပ်ရမှာသောပေါ့လားဦးဇင်ပြောတာလောဘကိုလျှော့တဲ့အလုပ်ကိုဒါတိုင်းလုပ်ရမှာလားဒုက္ခကိုတိတဲ့အလုပ်ကိုဒါတိုင်းလုပ်ရမှာလားဒုက္ခကိုတိတဲ့အလုပ်ကိုဒါတိုင်းလုပ်ရမှာဟုတ်လားတိလို့ရှိရင်သူ့အတိုင်းတာနဲ့သူပေတရားရှိတဲ့တရားကိုပေပြီးသားဖြစ်တယ် အဲ့လိုဆိုရင်ဏိရောဓသစ္စာမျက်မှောက်ပြုတဲ့တဲ့တရားကိုမျက်မှောက်ပြုပြီးသားကိစ္စဒါလောကီလူလေးပြောတာပါသမုဒိယသစ္စာကိုယောနေသေးတယ်ဆိုရင်သမုဒိယသစ္စာကြောင့်ဖြစ်ပေါ်လာမယ့်အပူတဲ့အလောင်တက်ဟာလည်းချော့သွားမှာပဲလေ။ဒါဏိရောဓလို့အကျဉ်းမြဲဆိုလို့မရဘူးလား။ရတယ်။အေးအဲ့ဒါလို့ဥရှင်တို့ဒုက္ခသစ္စာကိုမှန်မှန်ကန်ကန်ဒါအရှင်းရတဲ့တရားလို့သိနေခြင်းသီးပင်လျင်မကသစ္စာကိုပေါ်ပွားများနေရာရောက်တယ်လို့မဆိုနိုင်ဘူးလား။ဆိုနိုင်တယ်။ ဒါကြောင့်တစ်ချက်ခုတ်ရင်လေးချက်ပြတ်တယ်ဟောဒုက္ခသစ္စာကိုတည်သွားဖြင့်သမုဒယသစ္စာကိုပယ်တဲ့ကိစ္စနိရောဓသစ္စာကိုမျက်မှောက်ပြုတဲ့ကိစ္စမဂ္ဂသစ္စာကိုပွားများတဲ့ကိစ္စမဂ္ဂသစ္စာဆိုတာထဲမှာတမာဒိဋ္ဌိကခေါင်းဆောင်နေမို့လားတမာဒိဋ္ဌိဆိုတာအမှန်ကိုသိတာကိုပြောတာမို့လားဗျာအေးအဲ့တော့ဒုက္ခကိုဒုက္ခလို့သိတာဟာအမှန်သိတာပေါ့ဒါကြောင့်မဂ္ဂသစ္စာကိုပွားများခြင်းကိစ္စပြီးကြီးတယ်ဆိုတာအဲ့ဒါကိုပြောတာ ဒါကြောင့်ဘိသက်ပေါင်းတော်သစ္စာ၄ပါးထဲမှာဘယ်သစ္စာအရေးကြီးဆုံးလဲလို့မေးရင်ဒုက္ခသစ္စာအရေးကြီးဆုံး။ဒါမဲ့ဦးဇင်းတို့သစ္စာတန်ရုပ်ထဲမှာယဟန်တပါးကမြတ်စွာဘုရားကိုမေးထားတာရှိတယ်။အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်။သစ္စာ၄ပါးမှာတပါးပါးကိုသိရင်ကျန်တဲ့၃ပါးဟာအလိုလိုသိတယ်ဆိုတယ်။သဘောပေါက်လား။ဆက်ဆက်မှုအကုန်ရှိနေတယ်။နော်ဒါကြောင့်ဘိသက်ပေါင်းတော်တို့ ဒုက္ခသစ္စာကိုသိတဲ့ကိစ္စဟာအလွန်တရာမှာအရေးပါတယ်။ကိုယ်ခန္ဓာဟာဆင်းရဲတဲ့တရားမျှသာဖြစ်တယ်ဆိုတာကိုနှီးမျိုးစုံနဲ့သိအောင်ကြိုးစားရမယ်။အပြည့်စုံဆုံးနိလန်းကတော့တတိပဋ္ဌာန်ဘာဝနာဟုတ်လား။တတိပဋ္ဌာန်ဘာဝနာကိုပွားများခြင်းအဖြစ်ခန္ဓာမန္တမြဘဝမန္တမြတည်ဆင်းရဲခြင်းတရားမျှသာဖြစ်တယ်ဆိုတဲ့မှန်ကန်တဲ့အသိကိုရနိုင်တယ်။ဒါဒီနေရာမှာတတိပဋ္ဌာန်ဆိုတာကဘာလဲ။ခဏနေရင်ဒါအထောက်ကြမယ်ပေါ့နော်။ အလဲအထုတ်နေကြပုံကိုယ်တွေဖြစ်မယ်လို့ဦးရင်ထင်ပါတယ်။တတိပဋ္ဌာန်ဆိုတာကတတိကလေးကိုခိုင်မြဲစွာတီးနေအောင်ကြိုးစားအထုတ်ရတဲ့အလုပ်။နည်းနည်းတော့ရှင်းအောင်မှဖြစ်မယ်ဗျာ။နောက်ဆဆာချင်းတရားဆိုနည်းနည်းတော့ရှည်မယ်ပေါ့။နောက်တတိပဋ္ဌာန်နဲ့တတိဆိုတဲ့စကလုံးရဲ့ပဋ္ဌာနာဆိုတဲ့စကလုံးရဲ့ဒီစကလုံးနှလုံးကိုပေါင်းထားတာတတိပဋ္ဌာနာအဲ့ဒါနောက်ဆုံးနာငယ်လေးကို အသက်ကလေးထည့်လိုက်တော့တတိပဋ္ဌာန်လို့ဖြစ်သွားတာ။ တတိဆိုတာကဘာလဲပဋ္ဌာနာဆိုတာကဘာလဲတတိဆိုတာက အောက်မိတဲ့သဘောအမှတ်ရတဲ့သဘောဒီနေ့မှာအောက်မိတဲ့အမှတ်ရတယ်ဆိုတာကအရက်ထဲမှာအောက်မိအမှတ်ရတယ်လို့ပြောနေကြတဲ့တတိနဲ့ယသဝဘုရားဆိုလိုတဲ့တတိရဲ့အတိပဲကမတူဘူးရက်ထဲမှာတော့ပပုန်နေနံပါတ်တွေကို အမှတ်ရတာဖုန်းနံပါတ်တွေကိုမမေ့တာဒါတွေကိုဘာလို့ထင်လဲတတိထင်တယ်တကယ်တမ်းတတိဆိုတာက လောလောဆယ်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့ယုံနံတဘာဝကိုမှန်မှန်ကန်ကန်အောင့်မိတ်အမှတ်ရနေတဲ့သဘောအဲ့ဒါကိုတတိလို့ပြောတာထပ်ပြောမယ်နော်ကိုယ့်ရဲ့ခန္ဓာမှာလောလောဆယ်ဖြစ်နေတဲ့ယုံနံတဘာဝတရားတွေကို မှန်မှန်ကန်ကန်အောင့်မိတ်အမှတ်ရနေတဲ့သဘောပို့ပြီးတော့ရှင်းအောင်ပြောရရင်တော့တိ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 နေတဲ့သဘောအဲ့ဒါကိုဘာလို့ခေါ်တတိဟုတ်ရလား ပဋ္ဌာနာဆိုတာကတော့ခိုင်မြဲစွာတည်တတ်တယ်လို့အဓိပ္ပာယ်ရတယ်။ဒါသတိနဲ့ပဋ္ဌာနာနဲ့ပေါင်းလိုက်တဲ့အခါကျတော့ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားလေးတွေကိုမှန်မှန်ကန်ကန်အောင်မြင်တတ်တဲ့သတိတရားလေးခိုင်မြဲစွာတည်နေအောင်ကြိုးစားအထုတ်တဲ့အလုပ်လို့ဟောအဲ့လိုအဓိပ္ပာယ်ရသွားတယ်။ဆိုလိုတာကသတိကလေးတွေတစ်ခုပြီးတစ်ခုဖြစ်အောင် ကြိုးစားတာ။သတိပြီးသတိသတိပြီးသတိဖြစ်အောင်ကြိုးစားတာ။အဲ့ဒါမှသတိတွေအစင်မပြတ်ဖြစ်ပြီးတော့သတိကလေးကခိုင်မြဲနေတယ်ဆိုတဲ့အဓိပ္ပာယ် ဘယ်မှာတတိကခိုင်မြဲရမှာတုံးဆိုတော့ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့အပေါ်မှာတတိကို ခိုင်မြဲစွာတီးနေအောင် ထားရမယ်哦ဆဆလှုပ်လှုပ်ခြင်းတော့ခိုင်မြဲတဲ့အနေအထားကိုရောက်နိုင်မလားမရောက်နိုင်ပါဘူးနောက်တတိရလိုက်မရလိုက်ရှောက်တွေးလိုက်ပိုရောက်လိုက်တီးရောက်လိုက်ပြန်ပြီးတော့တတိလေးထားလိုက်အဲ့ဒါလို့ဒီကြိုးကြကြိုးကြဖြစ်တယ်ဆိုရင်ကိုပဲဘာမှမလုပ်တာနဲ့စာရင်တော့အများကြီးအကျိုးရှိတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါလို့လှုပ်ရင်းနဲ့စကြရတာပေါ့နော် အဲ့လိုဒီခန္ဓာမှာဖြစ်နေတာကိုသတိထားမှများလို့ရှိရင်ဒီလိုကတဖြည်းဖြည်းနဲ့အသိဉာဏ်ကြီးလာတယ်။ဘလို့အသိဉာဏ်ကြီးလာတော့ဆိုတော့ဩငါခန္ဓာမှာဘာဖြစ်လာ လို့မှတည်နေတာမြဲနေတာမရှိပါလားလို့သူမှန်မှန်ကန်ကန်သိလာ။ဖြစ်တိုင်းဖြစ်တိုင်းကိုသာသတိထားကိုလိုရမယ့်လောက်ကအဲ့ဒါပဲ။ဒီခန္ဓာမှာဘာပဲဖြစ်ဖြစ်ကောင်းတာတွေပဲဖြစ်ဖြစ်ဆိုးတာတွေပဲဖြစ်ဖြစ်ချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်စိတ်တိုင်းကြတာတွေပဲဖြစ်ဖြစ်စိတ်တိုင်းမကြတာတွေပဲဖြစ်ဖြစ် ရုပ်ပဲဖြစ်ဖြစ်နာမည်ဖြစ်ဖြစ်ဖြစ်ချင်တာဖြစ်ပါစေဖြစ်တာကတော့အကြောင်းတရားပေါ်မှာမူတည်တယ်။ကိုယ်သဘောကိုယ်ဆန္ဒအလျောက် ဖြစ်တာတော့ဘာတစ်ခုမှမရှိဘူး။ဖြစ်เสียအကြောင်းရှိသည့်အလျောက်ဆိုပဲဖြစ်သွားတာ။ဟုတ်လား။ဖြစ်တာကကိုယ်ပေါ်မှာမမူတည်ဘူးဖြစ်တာကအကြောင်းတရားပေါ်မှာမူတည်တယ်။ကိုယ်တောင်ဝန်ကဘာလို့ဆိုတော့အဲ့ဒီဖြစ်လာတဲ့တရားတွေကိုဖြစ်တိုင်းသိအောင်ကြိုးစားရမှာတတိထားရမှာ။အဲ့လိုတတိထားတဲ့နေရာမှာအပူအလိုမလုပ်ရဘူးဖြည့်ဆွက်ချက်တွေနှုတ်ပယ်ချက်တွေမလုပ်ရဘူး။ သူဖြစ်နေတဲ့အတိုင်းလေးအရှိကိုအရှိတိုင်းလေးရိုးရိုးလေးဒါကဘာလို့အောင်လို့သိအောင်ကြိုးစားရမယ်စဉ်စက်မပြတ်သိအောင်ကြိုးစားရမယ်တတ်နိုင်တဲ့မြတ်သတိစိတ်အောင်ကြိုးစားရမယ်ဟုတ်လားအဲ့လိုအမြဲတမ်းဖြစ်တိုင်းဖြစ်တိုင်းသိအောင်ကြိုးစားမယ်ဆိုတဲ့ခံယူချက်လေးနဲ့ကြိုးစားကြည့်နော်အဲ့လိုကြိုးစားမယ်ဆိုလို့ရှိရင်အော်ဒီခန္ဓာမှာဘလို့သဘာဝတရားတွေပဲဖြစ်လာဖြစ်လာတည်မြဲနေတာတခုမှမရှိဘူးလို့သူကောင်းကောင်းနားလဲ တော့ဒကာမတို့ဥစဉ်ရည်ရဲ့ခန္ဓာမှာအကျဉ်းမြန်ဖြင့်ညင်ညင်ကြားခြင်းနန်းခြင်းစားခြင်းထီခြင်းတွေးခြင်းဆိုတဲ့ဒီချောင်းအုပ်စုဖြစ်နေကြတာပဲလေအကြောင်းအားလေးဟောဆိုတာဟုတ်တယ်မဟုတ်လားတဒီကိစ္စတွေကလည်းပဲအတေချာလေးစင်တာမရညာနဲ့စဉ်းစားကြည့်မယ်ဆိုရင်တောင်မှသူ့ရဲ့တဘာဝကပေါ်လွင်ပါလေမြင်တာလည်းမြင်ပြီးပြီးတာပဲလေနောက်ထပ်ထပ်မြင်တာတော့ရှိတယ်ဟောနောက်ထပ်ထပ်မြင်တာကဒလဇက်ဆိုသလိုကြီးအစားထိုးဖြစ်တော့ဒကာမတို့ဥစဉ်တွေကတစ်ဆက်တည်းမြင်နေတယ်လို့ထင်တယ် ကြားလာလဲကြားပြီးပြီးသွားတာပဲနောက်တစ်ထပ်ကြားလာတော့ရှိတယ်ဒါပေမဲ့အဲ့ဒါလည်းရက်တည်နေတာမဟုတ်ဘူးသူလည်းပြီးသွားတာပဲအဲ့ဒါလိုပဲနန်းရှူတယ်စားတောက်တယ်တွေးထိတယ်တွေးကြံတယ်အဖြစ်အများဆုံးကတော့တွေးထိမှုနဲ့အတွေးအကြံကတော့အဖြစ်အများဆုံးဖြစ်မဲ့ပေါ့နောက်ဒုတိယနဲ့တတိယလိုက်မဲ့တရားကတော့အတန်ကိုကြားနေရတဲ့ကိစ္စနဲ့မျိုးလုံးဖွင့်ထားရင်တော့မြင်းနေရတဲ့ကိစ္စဒီအနှံ့နဲ့အရသာကတော့ကြိုးကြကြိုးကြလောက်ပဲထင်ရှားမယ်ပေါ့ ဟုတ်လားဒီမြင်တဲ့ကိစ္စနဲ့ကြားတဲ့ကိစ္စဘယ်ဟာကများမယ်လို့ထင်လဲသတိထားကြည့်ရင်ကြားတဲ့ကိစ္စကများသူပိတ်ထားလို့မှမရပဲဘူးဟုတ်တယ်မဟုတ်လားဒီပူပြီးတော့များတာကဘယ်သူလာမလို့ဆိုတော့ဒီထိတဲ့ကိစ္စနော်ထင်ရှားတာတွေရောမထင်ရှားတာတွေရောထိတဲ့သဘာဝဟုတ်လားအများဆုံးကတော့ဘယ်သူဖြစ်မယ်တော့တူရတဲ့ကိစ္စဟုတ်တယ်မဟုတ်လားဒါတွေဘယ်မှာဖြစ်နေအောင်ဆိုတော့ဒီခန္ဓာမှာ ဖြစ်နေတာ အဲ့ဒီဖြစ်နေတဲ့တရားတွေကိုဖြစ်တိုင်းဖြစ်တိုင်းသိအောင်ကြိုးစားရမယ်။ကြိုးစားခြင်းဖြင့်သာလင်ကျွမ်းကျင်လာလိမ့်မယ်။ဟုတ်လား။အဲ့လိုကျွမ်းကျင်လာပြီဆိုလို့ရှိရင်နားလည်လာမယ်၊သဘောပေါက်လာမယ်၊ဘလို့နားလည်လာမလို့ဘာမှမတည်မြဲဘူးဆိုတော့နားလည်လာမယ်။အဲ့ဒါဝိပဿနာဉာဏ်စရတာ။သဘောပေါက်လာဦးရှင်ပြောတာ။နော်ကိုစပြီးတော့ကြိုးစားရမှာကတော့ဖြစ်တိုင်းသိအောင်ကြိုးစားရမယ်။ဖြစ်တိုင်းသိရင်တော့အစကနဦးမှာအာဒုက္ခတွေဖြစ်တယ်ဒုက္ခတွေဖြစ်တယ် မြင်တာတွေဖြစ်တယ်ကြားတာတွေဖြစ်တယ်အမျိုးကိုစိုးဦးနေတယ်ပေါ့ရေတွက်လို့မလွယ်တော့ဒီကံနာမှာဖြစ်နေတဲ့အမျိုးအစားတွေကိုအကုန်ပြောဖို့မလွယ်နမည်တက်ဖို့လည်းမလွယ်ဘူးတချို့ဟာတွေကနော်ဆိုကြပါစို့အရသာဆိုတာလေးကိုပဲပိတ်တော်စဉ်းစားကြည့်အရသာကိုနမည်တက်ဖို့အလွန်ခက်တယ်အချိုတယ်ဆိုတာတဲမှာကိုအမျိုးအစားပေါင်းဘယ်လောက်ရှိမလဲဘယ်လောက်လို့မပြောနိုင် မှုပြီးတော့ခြူတာရှိမယ်လေးပြီးတော့ခြူတာရှိမယ်ပော့ပော့လေးခြူတာရှိမယ်ပြောလို့မရဟုတ်တယ်မဟုတ်လားအဲ့ဒါလိုပဲဦးရှင်တို့ပေးတဲ့ပေါင်းတတော်ကောင်းတို့အမျိုးအမည်အဖြစ်အလွန်တရာမှများပြားတဲ့သဘာဝတရားတွေအကြောင်းအလေးဆိုတာဒီခန္ဓာမှာဖြစ်တယ်အဲ့တော့အစပြီးတော့တတိထာကသမှာတော့မတူတဲ့ကွဲပြားခြားနာတဲ့သဘာဝတရားတွေကိုသိရတယ်ပေါ့အဲ့ရုပ်ပိုင်းဆိုင်ရာဆိုရင်လည်းပဲပူတယ်အေးတယ်မာတယ်ပျော့တယ်နမိုင်းဆိုင်ရာဆိုရင်လည်းချမ်းသာတယ်ဆင်းရဲတယ်အဆရှိသဖြင့် မတူညီတဲ့ကွဲပြားချမ်းသာတဲ့လက္ခဏာရှိတဲ့သဘာဝတရားတွေကိုသိရတယ်ပေါ့သိပါများတဲ့အခါကျတော့အဲ့ဒီမတူညီတဲ့သဘာဝတရားတွေရဲ့တူညီတဲ့လက္ခဏာကိုသိလာတယ်မတူညီတဲ့သဘာဝတရားတွေရဲ့တူညီတဲ့လက္ခဏာကဘာကိုပြောတာတော့နေဆာလက္ခဏာကိုပြောတာရုပ်ပဲဖြစ်ဖြစ်နာမ်ပဲဖြစ်ဖြစ်ပုံရံကြည့်ရင်တော့ရုပ်နဲ့နာမ်ကမတူဘူးတော့ရုပ်ကဖောက်ပြန်တဲ့သဘောနာမ်ကအာယုံကိုတည်တဲ့သဘောအကျဉ်းမြအားဖြင့်မတူဘူးနော် ဒါပေမဲ့ရုပ်ပဲဖြစ်ဖြစ်နာမည်ဖြစ်ဖြစ်အနိစ္စဖြစ်သွားတာချင်းကြတော့တူသွားတယ်။မတူညီတဲ့လက္ခဏာကိုဦးဇင်းတို့စာလို့ပြောရင်အဲ့ဒါဝိသေသလက္ခဏာလို့ဒီလိုပြောရတယ်။တူညီတဲ့လက္ခဏာကိုတာမညလက္ခဏာလို့ဒီလိုပြောရတယ်။အဲ့တော့တာမညလက္ခဏာကိုသိရမှဉာဏ်ပညာထက်မြက်တယ်လို့ဆိုရတယ်။သဘောပေါက်လား။ဆိုကြပါစို့ဝေဒနာဆိုရင်လည်းပဲချမ်းသာတာနဲ့ဆင်းရဲတာနဲ့တူသလား။မတူဘူး။ချမ်းသာတာကချမ်းသာတာပဲဆင်းရဲတာကဆင်းရဲတာပဲ။ မဲ့အဲ့ဒီမတူညီတဲ့ဝေဒနာတရားတွေမှာတူညီနေတဲ့အနိစ္စလက္ခဏာကြတော့မတူဘူးလားတူတယ်အနိစ္စဖြစ်တာချင်းတော့တူတူပဲဟုတ်လားဒါကြောင့်စကြည့်ခါသားမှာအထုတ်ခါသားမှာတော့ချမ်းသာတာတွေဆင်းရဲတာတွေအမျိုးမျိုးတွေ့ရမယ်ပေါ့အထုတ်တဲ့အလေလာများသွားလို့ရှိရ